မန်ယူအသင်းကလီဗာပူးကစားသမား၂ဦးကိုအဓိကပြတ်မှတ်ထားပြီးတော့ကစားခဲ့တယ်လို့ထုတ်ဖော်ပြောဆိုလာတဲ့ဒီလေမန်ယူအသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ဒီလေကနီးပြရူဘင်အမ်မိုရင်ကလီဗာပူးအသင်းရဲ့ကစားသမား၂ဦးကိုအဓိကတိုင်းရပြတ်မှတ်ထားပြီးတော့ကစားဖို့သူတို့ကိုညွှန်ကြားခဲ့တယ်လို့ထုတ်ဖော်ပြောဆိုလာပါတယ်။အဲဒီကစားသမား၂ဦးကလီဗာပူးအသင်းရဲ့ပြောကွက်လို့ယူဆခဲ့တာကြောင့်အခုလိုလုပ်ခဲ့ရလို့လည်းဒီလေကဆိုပါတယ်။ မန်ယူသင်းကဒီပွဲမှာဘယ်သူမှမထင်ထားတဲ့အခြားလက်မျိုးကိုပုံဖော်နိုင်ခဲ့တာကြောင့်အင်စာတေချာလုပ်ခဲ့လို့ဆိုရမှာဖြစ်ပြီးတော့အဲ့ဒါကပဲ သူတို့ကိုဒီနေ့ပွဲမှာရလက်ကောင်းရစီခဲ့တာဖြစ်ပါတယ်။လေဘာဘူးအသင်းနဲ့လက်တလောမှာခြေစွမ်းကြဆင်းနေရဆိုရင်တောင်းမန်ယူအသင်းနဲ့ရှင်မယ်ဆိုရင်တော့ NVPR ကကစားသမားတွေရဲ့အရေးတွေအရာရောပိုတာနေတာကြောင့်မန်ယူအသင်းကဒီပွဲမှာလေဘာဘူးကစားသမားတွေရဲ့အမားတွေကိုအကောင်းဆုံးအသုံးချတဲ့နည်းလမ်းနဲ့ကစားသွားခဲ့ပါတယ်။မန်ယူအသင်းဘက်ကရှာသွားတဲ့နှစ်ဂိုးလုံးမှာဆိုရင်လီဗာပူးနောက်တန်းကခန်းစစ်ကစားသမားတွေရဲ့အမှားမကင်းတာတွေပါဝင်နေတာကိုကြည်ချင်းအားဖြင့်မန်ယူ ိုသေးရဲ့နေပြူဟာက အလုံးဖြစ်ခဲ့ရလို့ပြောရပါမယ်။ဘွေအပြီးမှာတော့ဒီလိကလည်းသူတို့ကခန်းစစ်အစွန်လူတွေဖြစ်ကြတဲ့ Corner Bradley နဲ့ Milos Garzasto လို့ပြင်မှတ်ထားပြီးတော့ကစားခဲ့တယ်လို့ပြောဆိုလာပါတယ်။ Liverpool အသင်းအားနည်းချက်တွေရှိနေတယ်ဆိုတာကျွန်တော်တို့သိခဲ့ပြီးသားပါ ဒါကသူတို့ရဲ့ခံစစ်အစွန်ကစားသမားတွေပါပဲ။ကျွန်တော်တို့အားလုံးတကယ်ကိုဆရာထက်တန်နေခဲ့ကြပြီးတော့အာယုံဆိုင်မှုကလည်းအရန်ကိုမြင်မာနေခဲ့ပါတယ်။ဒီနေ့ပွဲကအာယုံဆိုင်မှုအပြည့်လိုအပ်တဲ့ပွဲမျိုးပါပဲ။ဆိုပြီးတော့ဒီလိကပြောဆိုခဲ့ပါတယ်။ Gazas ကအာမတ်နဲ့အန်ဘူမိုရိုရဲ့တွဲဖက်တိုက်စစ်ဆင်မှုတွေကိုလုံးဝထိန်းချုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။အဲဒါအပြင်ဥမာအသင်းကောင်းဆောင်ဗန်တိုင်းနဲ့လည်းနားလည်မှုလွဲတဲ့အခြေအနေမျိုးပါဖြစ်ခဲ့ပါတယ်။ Bradley ကတော့ညချမ်းမှာအဲလောက်ဒုက္ခမရောက်ခဲ့ဘူးလို့ပြောရ ပါမယ်။ဒါပေမဲ့ဒါကလည်းမေဆန်မောင်ကအန်ဘူမိုလိုမျိုးကကစားဝင်နဲ့ကွင်းလေတဲကိုဒါပုံမဝင်ရောက်ကစားလေးရှိတာကြောင့်ဖြစ်ပါရင်ပွဲပြီးမှတော့နီပြအမ်မိုရင်ကသူ့ရဲ့နီးပြူဟာနဲ့ဘက်တယ်လိုအခုလိုပဲရှင်းပြသွားပါရင်ဒီကတလေပွဲရဲ့အသွင်ပြင်ကကျွန်တော်ရဲ့ချင်းကပ်ပုံကိုပြောင်းလဲပေးပါရင် ကိုညာကိုအလဲမှာထားလိုက်တာကဘက်ဂျဝင်ဆက်စကိုကိုထားတာထက်စာရင်တစ်ဖက်ခံစင်မှုတွေအတွက်ကျွန်တော်တို့ရဲ့တိုက်စစ်မှုကိုထိန်းချုပ်ဖို့ပို့ပြီးတော့ခက်ခဲစေပါတယ်ဒီလိုပွဲမျိုးမှာအနိုင်ရရင်နီးပြအရန်တော်တာပဲဆိုပြီးတော့ထင်ကြပေမဲ့ရှုံးရင်တော့နီးပြမှာပြဿနာရှိရလို့မြင်ကြတာပါပဲဆိုပြီးတော့အမိုရင်ကပြောဆိုသွားခဲ့ပါတယ်။မန်ယူအသင်းကောင်းဆောင်ဘရူနိုကတော့အန်ဖီပရိသတ်ကပဲလီဗာပူးအသင်းကိုအခက်တွေ့သွားစေခဲ့တာလို့ပွဲအပြီးမှာသူ့အမြင်ကိုပြောဆိုသွားခဲ့ပါတယ်။ ကျွန်တော်တို့တဦးချင်းထိတ်တရင်ဆိုင်မှုတွေမှာအနိုင်ရဖို့လိုတယ်ဆိုတာသိခဲ့ပါတယ်။ပထမ10မိနစ်မှာသူတို့ဘက်ကဂိုးရဖို့အတကုံအားထုတ်ပြီးတော့ခံလိုက်မယ်ဆိုတာကျွန်တော်တို့သိခဲ့ပါတယ်။ပြီးတော့ပထမပိုင်းမှာသူတို့ဘောလုံးပိုင်ဆိုင်မှုရနေတဲ့အချိန်ဖိအားပေးခံနေရတယ်ဆိုတာကျွန်တော်တို့သိခဲ့ပါတယ်။ပရိသတ်တွေကပုံမမြန်ကစားအောင်အဟင်းနေတဲ့အတွက် သူတို့ကိုအခက်တွေ့စေခဲ့ပါတယ်အဲဒီအတွက်ကျွန်တော်တို့ဘက်ကသူတို့ရဲ့ကစားပုံကိုနှီးကွေးသွားအောင်လုပ်ချင်ခဲ့ပါတယ်အဲဒါကခွင်းလှယ်လောက်မှာနေရာလို့ကြီးကြီးမားမားဖြစ်စေလိမ့်မယ်ဆိုတာသိခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ကျွန်တော်တို့တွေဘောလုံးကင်ပြီးတော့နည်းနည်းပိုကစားနိုင်ခဲ့ပါတယ်ဆိုပြီးဘရူနိုကပြောဆိုသွားခဲ့ပါတယ်လီဗာပူးအသင်းရဲ့ခံစင်မှုဘန်ဒိုက်ကလည်းဘရူနိုနဲ့ပြောစကားအပေါ်မှာသဘောတူကြောင်းပြောဆိုသွားခဲ့ပါတယ် ကျွန်တော်တို့လုံးဝကိုအရန်အလင်းစလိုဖြစ်နေခဲ့ပါတယ် United ကအရန်ကိုစိတ်ရှည်ပြီးတော့ကစားသွားခဲ့တာပါသူတို့ကကျွန်တော်တို့ကိုတိတ်ပြီးတော့ဖိအားမပေးဘဲနဲ့ဘောလုံးကင်ခွင့်ပေးခဲ့ပါတယ်ကျွန်တော်တို့အဲ့ဒီအချိန်လေးမှာနည်းနည်းပို့ပြီးတော့တည်ငြိမ်ခဲ့တဲ့ပေမဲ့တခါတလေပေါ်စားတဲ့အဆုံးဖြတ်ချက်တွေချခဲ့တယ်လို့ထင်ပါတယ်ဆိုပြီးဘန်ဒိုက်ကပြောဆိုသွားတာဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်